ကျွန်တော်တို့ပြည်သူတယောက်အနေနဲ့အသက်၈၈နှစ်ပြည့်ပြီးရင်သူ့မှာမဲပေးပိုင်ခွင့်ဆိုတဲ့အခွင့်အရေးရှိတယ်။မဲမပေးဘူးဆိုရင်ကိုယ်အခွင့်အရေးကိုဘာလို့လိုက်တာလဲ။ဟုတ်ရှင်ပါလား။ဟုတ်လား။အဲ့တော့မဲပေးပါ။မဲပေးဖို့ပေးရမယ်လို့ကျွန်တော်ကတော့ဒီလိုပဲမြင်ပါတယ်။ကိုကြိုက်တဲ့ပါတီကိုသာမဲပေးလိုက်။ကိုအတွက်တိုင်းပြည်အတွက်အကျိုးပြုမယ်ဆိုတဲ့ပါတီကိုသာမဲပေးလိုက်။ကျန်တဲ့ဟာတွေကသူ့အနေနဲ့သူတွက်ချက်ပြီးတော့အချိုးကျတယ်။ ရသွားလိမ့်မယ်ဒီသူလွတ်တော်နေဆန္ဒနဲ့ပေါ့အဲ့ဒါကြီးအဲ့ဒါကတော့တကယ်အချိန်ကဥတွေတိုင်းပေါ့330အပြည့်အမျိုးသားလွတ်တော်ကတော့တကယ်တမ်းရှိထားတာတော့168မှာကျွန်တော်တို့က130ပဲကျမနိုင်နေဆိုတော့ဒီ3ပုံ2ပုံပေါ့ဒါလည်းတော်တော်အဆင်ပြေတဲ့အနေထားပဲခင်ဗျပြောရင်တော့ဟိုအထမြောက်မှုတဲ့ကြော်လွန်သောဒီစီမံခန့်ခွဲမှုတရက်ပေါ့လေဆရာ ခုနပီယာစနစ်ကလည်းကျွန်တော်တို့ဟိုရင်တော့ကတော့ပြောခဲ့တာပါလေကျွန်တော်ထင်တာတော့လက်ရှိအခြေအနေမှာတော့ဒီလိုမျိုး miss လုပ်ပြီးတော့တဖြည်းဖြည်းချင်းဆက်သွားတာမျိုးကကျွန်တော်တို့နိုင်ငံအတွက်ပိုကောင်းပါလိမ့်မယ်နောက်တစ်ချက်ကတော့မဲပေးတဲ့ကိစ္စပေါ့အခုဆိုရင်ဘာပဲပြောပြော electronic voting machine တွေလည်းကျွန်တော်တို့သုံးမယ်ပို့ပြီးတော့လည်းမဲတွေကိုပို့ပြီးတော့စီစနစ်ကြောင်းတရားဝင်ဖြစ်အောင်လုပ်မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ကိုဘသူ့ကိုကြိုက်လဲ ကိုယ့်ရဲ့လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်ကိုတကယ်လေးစားတယ်မြင်လို့ရတယ်ဆိုရင်ဒါကတော့မဲပေးရမှာပေါ့ဆရာပေးခြင်းမပေးခြင်းကတော့သူဆန္ဒပါဒါပေမဲ့မဲပေးတယ်ကိုထုတ်ဖော်ထားတယ်ဟိုကို ထောက်ခံတဲ့သူရွေးချယ်တဲ့သူကတောင်းတနေရမှာသူနိုင်ငံအတွက်ဘယ်လောက်ထိတာဝန်ထမ်းနိုင်မလဲဒါစီကျွန်တော်တို့ဒီမိုကရက်တစ်ဝေမှာသိက္ကိုအရေးကြီးတဲ့ကဏ္ဍပါ